သူတို့ဘာယောက်ျားမိန်းမဆိုတဲ့ဟာတွေကတိညက်အာယုံနေမဲ့စိတ်သက်သက်ဒီသူကပြညက်သူတို့ဘာယောက်ျားမိန်းမဆိုတဲ့ဟာတွေကတိညက်အာယုံနေမဲ့စိတ်သက်သက်ဒီသူကပြညက်ခဏငါးပါးဘာတွေလဲတဲ့မေးဖို့မလို့လားအဲ့တော့အရင်ဆုံးသွားမယ်ကြားလားယူဘက်ခန္ဓာကြားတာဘာခန္ဓာလဲယူဘက်ခန္ဓာခံစားတာကဝိရณะခန္ဓာမှတ်သားတာကတိညက်ခန္ဓာစိတ်စောတိုက်တွန်းတတ်တဲ့ဟာလေးကသင်္ခေတခန္ဓာအမှန်မှန်တွေကိုပိုင်းခြားတတ်တဲ့ဉာဏ်လေးက ဝိညာဉ်နဲ့ခန္ဓာဟောမိမိတို့ခန္ဓာမဟုတ်ခန္ဓာ၅ပါးမရှိဘူးလားကြားလိုက်တဲ့ချိန်မှာဘာပေါ်တာလဲခန္ဓာ၅ပါးမြင်တဲ့ချိန်မှာဘာပေါ်တာလဲနာမ်နဲ့အချိန်လေးမှာဘာပေါ်တာလဲဇာတာကောင်းစိတ်လေးမှာဘာပေါ်တာလဲပြည့်စုံစိတ်လေးမှာဘာပေါ်တာလဲကြံရိုးစိတ်လေးမှာဘာပေါ်တာလဲအဲ့တော့ခန္ဓာ၅ပါးဓွာရ၆ပါးမှာပေါ်တိုင်းပေါ်တိုင်းနဲ့ခန္ဓာ၅ပါးမဖြစ်အောင်အဲ့တော့ဒီခန္ဓာ၅ပါးဟုတ်တယ်အဲ့ဒါကိုဦးတော့ဒါပဲ ਨੇ မျက်စိနဲ့ကြည့်ရမယ့်အရာလားဉာဏ်နဲ့ကြည့်ရမယ့်အရာလား ဟဲ့ညာနဲ့ခွဲစိတ်ပြောကြည့်ပြီနော်မိမိစိတ်လေးမှာဖြစ်တာလေးတွေဟုတ်တယ်တိဖို့မလို့လားလို့တယ်တဲ့ဒါသူဥစဉ်ပြောတော့ကြားလားကြားတာလေးကဘာခန္ဓာလဲမိမိတို့ယူဘက်ခန္ဓာလို့သိတာလားတဲ့ငါတို့သိခဲ့တာလားအဲ့တော့ကြားတာကိုငါကြားတယ်လို့မသိဘူးလားဟောဘုရားသာသနာမှာအောင်ကြီး၈ပါးဆိုတာလေမြတ်စွာဘုရားကိုရန်သူတွေအများကြီးမနှိမ့်ဆက်ဒီရန်သူပေါင်းများစွာနဲ့အတိုက်ခံပေါင်းများစွာမတိုက်ခိုက်ကြဘူးလားတိုက်ခိုက်ကြတာပေါ့အဲ့တော့မြတ်စွာဘုရားလေအောင်ကြီး၈ပါးဆိုတာက နော်အလကားဖြစ်ခဲ့တာမဟုတ်ဘူးနော်ဒီဘအေးချမ်းချင်းနဲ့တပားတဲ့တော်တဲ့မှနေပြီးဖြစ်ခဲ့တာမဟုတ်ဘူးဒီသာသနာကိုပြုနေရင်းနဲ့နော်ဒီမိစ္ဆာဒိဋ္ဌိတွေအကြားထဲမှာဟာသူဒီသူယုံမာတွေကြားထဲမှာပဲမြတ်စွာဘုရားကဒီတစ္ဆာတရားတွေကိုသူတော်ကောင်းတရားတွေမဟုတ်အောင်လားနော်ဒီဟာတွေအနောက်ဆက်ခံရမယ်ဒီတရားတွေကိုဟောရင်မင်းကိုအသက်ခံလိုက်မယ်ဥစဉ်အဲ့ဒီလိုမျိုးဥစဉ်ကနော်ဒါအဲ့ဒီလိုမျိုးဥစဉ်ကဆင်ញင်လိုက်တဲ့ခါတော့ဒီသာသနာကိုပြုမယ်ဆိုရင်ဒီခက်ခဲတွေရှိတယ် ဒီလိုမျိုးမင်းကိုစော်ကားကြလိုက်မယ်ဥစဉ်တည်ခုနဥစဉ်ပြောချင်တာကဥစဉ်ကယဟန်ဟိုသာသနာပြုဖို့အတွက်ယဟန်ဖြစ်ခဲ့တာမဟုတ်ဆိုတော့အရင်ပြောချင်တာနော်ဒါပဲနဲ့ဥစဉ်တည်ဒါသာသနာပြုဖို့ကိုကိုယ်တိုင်တဏှာဝဆင်းရဲဒုက္ခမှလွတ်မြောက်ခြင်းလို့ကျင့်ခဲ့တာဒါနဲ့ကိုကိုယ်တိုင်တကယ်ကျင့်လာတဲ့အခါမဟောဘဲနဲ့မပြောဘဲနဲ့မနေနိုင်ဘူးနော်မနေနိုင်တဲ့အခါကျတော့ဥစဉ်ဒီတဏှာတစ်ချုပ်လုံးဟာဟာဟာတဏှာကြီးကျွံဖြစ်ခဲ့ပြီးွားပြီဒီဘွားတော့ငါဖရာရဲ့တစ္ဆာတရားတွေကိုတိသွားတဲ့လူနော် တယောက်တန်ခါတပါးအနေနဲ့ငါဟာသာသနာကြီးစွန်သာသနာရဲ့ကြီးကျွန်ဒီဟာငါဖြစ်ထိုက်တယ်ဆိုတာကို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 အသက်နဲ့ခံတာဥစဉ်ပေးထားပြီးသားဒီအခက်ခဲတွေအားလုံးဟာဒီသာသနာပြုရင်ဒီဖြစ်မယ်ဆိုတာကိုသိတဲ့အတွက်ဥစဉ်တို့ကယဉ်ဖို့မကုန်ဘူးဘာလို့ယဉ်မကုန်လဲလို့မေးရင်ဥစဉ်ကိုယ်တိုင်ဒီဟာတွေအားလုံးဟာဖြစ်ရင်ဒီသာသနာကိုပြုရင်ဒီလိုဖြစ်မယ်ဆိုတာသိထားပြီးသားလည်းဖြစ်တယ်နှင်းဝေးရှိပါဘူးဟောနှင်းဝေးအသက်က 51ပါဗျာဟုတ်ဘယ်နေလာထုတ်တာလဲပြန်ပြောပြပါဦးရန်ကုန်တိုင်းတာကိတာမြို့နေရပါတာကိတာဘသူတွေပါသေးလဲဓမ္မကြီးအမေကြီးပါပါရဲ့ဗျာမေကြီးပါတယ်ဟုတ်ပြီဓမ္မကြီးကဘယ်လိုဖြစ်လို့လာအထုတ်ပြတာလဲအာတပည့်တော်ကလေဒီကျောင်းအားကိုကိုကျော်ကိုကိုနဲ့မန္တန်သူစာတို့ရဲ့လေလုံးနဲ့ဒီတယုံနေပါဗျာဟောတယုံနေပဲဟုတ်ပါပြီအဲ့တော့ဓမ္မကြီးဒီမှာလာအထုတ်တော့ဘာတွေထူးကြလဲအခုဘာတွေတည်ကျင်လို့ရှောက်တာလဲရှောက်ပါ ။ဒီမှာတပြီတော့အခုဒီပုံမှန်တပြီတော့မှာခိုင်းရှုပ်ဝင်ဘူးနေကြပိုင်းလော့ဆီကတော့ဘုရားကြီးစင်မှာပဲဝင်ဘူးနေကြပါဘူး။ဒီကားကြတော့ကိုကျော်ကိုုံနဲ့တရားဆွေးနွေးတဲ့အခါကြတော့တပြီတော့မှာတိကြတဲ့ဟာရင်းနဲ့လည်းနီးဆက်တော့တပြီတော့မှာဟိုလောက်ကြည့်ခြင်းနဲ့အားလေးဖြစ်လာလို့ပါဗျ။ဟုတ်ပါဘူးအာဖုံးမပထမအဦးဆုံးဖုံးဖုံးရဲ့ညီကိုတည်ရပါတော့เนาะဟုတ်ပါဘူးတည်တော့ဒီနေ့ဆိုလို့ရှင်အဲ့ ဆဆလုံးဆဆအချင်းတစ်ချိန်ရယ်ဒုတိယတစ်ချိန်ထိုင်နေတုံးဘာမှမဟုတ်ကြားတယ်ကြားတယ်ပြောပါဦးပထမဦးဆုံးတစ်ချိန်မှာတပီတော့ဘာဖြစ်လဲဆိုလို့ရှင်ဟိုဒီဖုန်းဖုန်းမေးဆိုမေခွန်းနေမေးပြီးတော့မေခွန်းနေမေးပြီးတော့လောက်ခိုင်းတော့อ่ะအဲ့ဝေဒနာဒီ အဝေဒနာတက်နေတဲ့ဟာတွေကဟိုကပရမအမှတ်တက်ဖို့ပြရအဲပြရတဲ့ချိန်ကျတော့အဲ့ငါဆိုရင်ငါဟိုငါဘလို့ရှိရင်အဲ့လိုလုပ်တာနော်ဒီဟာက ပြရတဲ့ချိန်မှာဆိုရင်ပြအဲ့ထုံနေကျင်နာမဲနာပြီးတော့လေစိတ်တရားတိုးလာ ဟုတ်ပြီကြားတယ်ပြောပါတယ်မိုင်းမိုးတန်နေဆိုတော့မကြားဘူးတင်ပါဘယ်အဲ့စိတ်တရားတူလာတော့လေဟိုဘာဆက်လုံးဝမဲမသိတော့အမ်ဒီတိုင်းပဲပေါ့နော်အဲ့နေရအဲ့ဒီခြေတော့ကနေကပြောတာမတတ်တော့ဘူးခင်ဗျအဲ့မှာဟိုမိုင်းမိုင်းမိုင်းလေးမအိုလေးငါနာထုံနာတွေနဲ့ကလေမကွဲပဲနဲ့ရောရော ပြီးတော့ငါနာတယ်ငါထုံတယ်ပဲဖြစ်ဖြစ်နေ။ဒုတိယကျတော့အနေနဲ့စိတ်တွေကတိုးလာတယ် အခုနောက်ဆုံးတစ်ချိန်မှာကျတော့အဲ့လိုစိတ်တော့မတူတော့ဘူးအဲ့နာတာထုံတာကိုပဲစိုက်စိုက်ပြီးတော့ပဲမေဟိုကျင့်နေရပါတော့ပြပြီးမှတ်နေရဗျာဒါပေမဲ့မပြောက်သွားဘူးမပြတ်ပါပဲနဲ့ထုံငယ်ထုံမယ်ပေါ့နော်အခါကျတော့ရှင်ဟိုနည်းနည်းလေးတက်တာတလို့ဖြစ်လိုက်ဒါပေမဲ့အဲ့လည်းနည်းနည်းလေးပဲပုံမှန်အဲ့လိုနေနေကျင်နေရပဲဗျလောကမကွဲမကွဲထွက်သွားသေးဘူးဗျ အဲ့တော့ဥပမာပြောချင်တာကဒီလိုမျိုးမေးရင်ဝေဒနာတက်တက်သွားမယ်လို့ဟောလာမဟုတ်ဗျအေးအဓမ္မရဒါဆိုရင်ဘာလို့မျောလဲနေလဲအမ်အဲ့ငါအဲ့ငါနဲ့လုံးလုံးနေလို့ဖေအေးမဟုတ်ဘူးလေအဲ့ဒီထုံနာကျင်နာနာတာကြိုက်တာကွယ်အဲ့လိုမျိုးမေးလိုက်တိုင်းကမပြောက်သွားပဲနဲ့ပို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 ့ဆိုးမလားဟုတ်လားဆိုးတယ်ဗျာဟုတ်ပြီဟုတ်ပြီအဲ့တော့သိကျင်တာကအဲ့လိုမျိုးဆိုးတော့ငဲလို့လားတဲ့မငဲလို့လား အလုံးထောက်ပြန်နေတာကိုမေးတဲ့အချိန်မှာမမြဲလို့ဖေ။အေးအဲ့တော့ထုတ်မထုံမှန်းနဲ့မကျင်မှန်းနဲ့ပြောတော့တဲ့ပြန်ပြီးတော့သူကပို့ပြီးတော့မထုံကျင်ဘူးလားထုံကျင်တယ်ဖေ။အဲ့တော့မြဲလို့လားမမြဲလို့လားမမြဲလို့ပါဖေ။ဟုတ်ပြီနော်အဲ့တော့ပြန်ကွက်ဖို့ဖြည့်နော်ပရုဒ်အမှန်တရားကိုပဲတို့ကျင်တာနော်အဲ့တော့မမြဲတာဒီတဲ့အဲ့ဒါဆိုရင်ငါပိုင်လို့လားတဲ့ငါမပိုင်လို့လားငါမပိုင်လို့ပါဖေ။ဆက်မေးမယ်နော်ဒါဆိုရင်ငါဆိုတာမပိုင်တာဘူးတကယ်သိရင်ဆက်မေးမယ်နော်ဒါဆိုရင်လည်းငါမပိုင်တဲ့အတွက်အဲ့ဒီထုံကျင်တာကြိုက်ခဲနေတာကငါဆိုတာတဲ့ ရှိလို့လားတဲ့မရှိလို့လားမရှိလို့ပါဗျာဟုတ်ပြီမရှိဘူးဆိုဆက်မေးပြီနော်အဲ့တော့မရှိတာကိုသိပြီဆိုရင်ねဒါဆိုရင်ငါရဲ့လောဘငါမရှိငါရဲ့လောဘမရှိဘူးဗျာမရှိဘူးဗျာအဲ့တော့ငါမရှိငါရဲ့ဒေါသမရှိဘူးဗျာမရှိဘူးဒီနိုင်ကြိုက်ခဲနေတဲ့အပေါ်မှာလောဘဒေါသကင်းရ တင်ပါဗျာအဲ့ထိုးခြင်းနာကြိုက်ခဲနေတဲ့ပုံမှာလောဘဒေါသကင်းရဘယ်နဲ့ရတော့တပြုတ်တိတ်နာမလို့ဘူးအဲ့တော့ထိုးခြင်းနာကြိုက်ခဲနေတဲ့ပုံမှာငါဆိုတာရှိသလားမရှိလို့ဗျာအေးလေပထမကမမြဲတာကိုတွေ့လေထိုးခြင်းနာကြိုက်ခဲတာတွေ့တဲ့အတွက်မြဲလို့လားမမြဲလို့လားဆိုရင်မမြဲလို့သိခဲ့တယ်မမြဲတဲ့ထိုးခြင်းနာကြိုက်ခဲမှုအပေါ်မှာငါပိုင်လို့လားမပိုင်လို့လားမပိုင်ဘူး ဟုတ်တယ်မပိုင်နဲ့အဲ့ဒီရဲ့ထုံညနာကြိုက်ခဲတဲ့ပုံမှာဒါဆိုတာငါဆိုတာရှိလို့လားတဲ့မရှိလို့လားမရှိလို့เนาะအဲ့ဒါမေးပြီမရှိတာကိုသိပြီဆိုရင်အဲ့မရှိတဲ့ထုံညနာကြိုက်ခဲမှုပုံမှာငါရဲ့လောဘမရှိဘူးခင်အဲ့ဒါငါရဲ့ဒေါသမရှိပါဘူးခင်အဲ့ထုံညနာကြိုက်ခဲမှုပုံကိုရှုလိုက်ဒေါဘဒေါသကင်းရတင်ပါဗျာဘယ်နေရတော့ အဲ့ဒီမရှိရာကိုသိရင်လောဘရှိလို့ရလားမရဘူးဗျာဒေါသရောမရဘူးဗျာအဲ့တော့လောဘဒေါသကင်းတဲ့နေရာဟုတ်လောဘဒေါသကင်းတဲ့နေရာဘယ်နေရာတော့ဒီတော့မဖြစ်တတ်ဘူးဗျာအေးဒီအဲ့တော့လောဘဒေါသကင်းတဲ့နေရာဘယ်နေရာဖြစ်မလဲလောဘဒေါသကင်းတဲ့နေရာစိတ်မှာဗျဟုတ်လေအဲ့စိတ်ကတော့မှန်တယ်လေလောဘဒေါသကင်းတဲ့နေရာဘယ်နေရာတော့လို့ နိဗ္ဗာန်ဟောဗျာဟုတ်လားတထုံးညင်နာကြိုက်ခဲတာပျောက်သွားလားမပျောက်ဘူးဗျာဒါဆိုရင်ဘာပျောက်သွားတာလဲငါပျောက်မသွားဘူးလားဩတင်မအဲ့တော့ငါပျောက်သွားတော့ဘာဘာရောက်သွားလဲငါအဲ့ငါအဲ့ငါနာရထုံးနေဖြစ်နေရဗျာအေးအဲ့ဒါကြောင့်မို့ဦးရင်ခုမေးနေတာလေတခုချင်းဖြည့်လေတင်မအဲ့တော့နာချင်းထုံးချင်းနာကြိုက်ခဲနေတဲ့အပေါ်မှာမမြဲလို့လားမမြဲလို့လား မမြဲလို့ဖေဟုတ်မမြဲတာကိုတကယ်သိရင်မေးတာလေးပဲဖြစ်ဒါဆိုရင်မမြဲတဲ့ဟာကငါပိုင်လို့လားတဲ့မပိုင်လို့လားမပိုင်လို့ပါဖေအေးမပိုင်တော့သိရင်ဆက်မင်းမယ်မပိုင်တော့သိရင်နဲ့ငါဆိုတာတဲ့ရှိလို့လားတဲ့မရှိလို့လားမရှိလို့ဖေဟုတ်ပြီမရှိဘူးလို့သိရင်မရှိတော့သိရင်နဲ့ငါရဲ့လောဘမရှိဘူးဖေဒါဆိုငါရဲ့ဒေါသမရှိဘူးဖေအဲ့တော့လောဘဒေါသကင်းတဲ့ချမ်းသာ ။လောဘဒေါသတကင်းနေနေဘယ်နေရတာဆိုရင်ထောက်ပြနေတာငါရှိလို့လားမရှိလို့လားမရှိဘူး။အဲ့ဒီငါမရှိငါရဲ့ဒေါသဖြစ်လို့ရလားအဲ့ပေါ်မှာမရဘူး။ငါမရှိရင်အဲ့ဒီဖောက်ပြန်တဲ့ပေါ်မှာလောဘကိုဖြစ်လို့ရလားမရ။အဲ့ဖောက်ပြန်တဲ့ပေါ်မှာလောဘဒေါသကင်းနေနေရပြနေရတော့ ဓမ္မယငါဟိုရှာခိုင်းတာလားနိဗ္ဗာန်ရှာခိုင်းလားဓမ္မယုဟေးမိုက်ကပျောက်ပျောက်သွားတယ်နော်မိုက်ကပျောက်ပျောက်သွားတယ်ခဏလေးနော်ဓမ္မယတင်ပါပြီဒီတစ်ခါတော့တကယ်ပျောက်သွားတယ်မိုက်လည်းနေနော်ငါရှာခိုင်းတာပါဗျာဟေးလေငါရှာခိုင်းတာအခုငါဟိုတွေ့တာလားဘာလို့တွေ့နေရလဲငါမရှိရင်အခုမမြဲတာဒီ ငါမြဲမမြဲတာဒီငါပိုင်လို့လားမပိုင်လို့လားမပိုင်လို့မပိုင်နော်မပိုင်ငါဆိုတာရှိလို့လားမရှိလို့လားမရှိလို့ပဲဟဲ့ငါဆိုတာမရှိဒေါသဖြစ်မရှိဘူးပဲအဲ့ဖောက်ပြန်တဲ့ပုံမှာငါဆိုတာမရှိရင်လောဘဖြစ်မရှိဘူးပဲအဲ့လိုဖောက်ပြန်တဲ့ပုံမှာလောဘဒေါသကင်းရင်ကျလောဘဒေါသကင်းရင်ဘယ်နေရတော့ ်အဲအဲ့ဒါလေကိုကညံနဲ့စဉ်းစားမှလေဓမ္မကြီးဘာတွေနဲ့စဉ်းဘာတွေမျောလင့်နေရတော့အဲ့တော့လောဘဒေါသကင်းတာဘယ်နေရတော့ကိုကပြန်ဖြေကိုကဖြေလေငါမရှိလောဘရှိတာကိုကဖြေတာဖြေပြီးွားပြီလေငါမရှိလောဘဖြစ်လို့ရသလားအခုမေးရအောင်ဒုက္ခကိုပြောရလားဗျာဒုက္ခမရှိရဘူးဗျာအေးဘယ်လိုပဲကြည့်ကြည့်လေဓမ္မကြီးပြောတာအခုငါမရှိတာကိုသိရင်ဒေါသဖြစ်လို့ရလားလို့မေးတယ်လေ ဟုတ်မရဘူးပြင်အဲ့တော့လောဘရောဖြစ်လို့ရမလားမရဘူးဘာလို့မရတာလဲမရှိလို့ဘာမရှိလို့အဲ့တော့ငါမရှိရင်လောဘဒေါသကျင်းနေနေရပြန်ရပြစ်မလို့အဲ့တော့တကယ်တမ်းဥဒမကြီးတွေ့နေတာကငါရှိတာတွေ့တာလားမရှိတာတွေ့တာလားကောက်စဉ်းစားလေမမြဲတာဒီပိုင်လို့လားမပိုင်လို့လား မပိုင်လို့ဖေးအများကြီးမစင်းစားနဲ့ဓမ္မကြီးရိုးရိုးလေးပဲစင်းစားလေမေးတာဘူးပဲဖြေနော်ဓမ္မကြီးအများကြီးမစင်းစားနဲ့မေးဓမ္မကြီးကိုဖြေတတ်အောင်ဒီအသင်ပေးတာအဲ့တော့မပိုင်တာဒီငါဆိုတာရှိလို့လားမရှိလို့လားမရှိလို့ဖေးပေးကြလားတင်ပါဗျာအဲခုနကဓမ္မိုက်ငါရှိနေတယ်လို့ဘာလို့ပြောလဲအခုငါမရှိရမရှိတာကိုဓမ္မိုက်ကိုယ်တိုင်ကမသိနေဘူးလားငါမရှိရင်ပြောပြမယ်ငါမရှိငါရဲ့ဒေါသရှိလို့ရလားမရဘူးဗျာဟုတ်တယ်ငါမရှိငါရဲ့လောဘဖြစ်လို့ရလား ။ရဟုတ်ပြန်။အဲ့ဒါလောဘဒေါသကြီး။ဟုတ်ပြန်။အဲ့ဒါလောဘဒေါသကြီးနဲ့နေရ။ဘယ်နေရတော့လောဘဒေါသကြီးနဲ့နေရ။လောဘဒေါသကြီးနဲ့နေရဘယ်နေရဖြစ်မလို့။အားဆုံး။ရိုးရိုးပဲဖြည့်လေလောဘတော့တရရိုးရိုးပဲဖြည့်ရတယ်လောဘတော့တော့กินနေနေဗေနေရဖြစ်မလို့ ။လောဘဒေါသကင်းတဲ့နေရာဘယ်နေရာတော့လို့ပြတာ။ဟောလားဗျာ။ငါတော့ပြောရလားဖေ။ဟမ်။ဗျ။ဘာလို့စဉ်းစားမဲ့ဟာဦးဒီကဖြေဦးဒီကဖြေပြလို့မရဘူး။ မေးပဲမေးလို့ရတယ်လောဘဒေါသกินတဲ့ချမ်းသာပဲလောဘဒေါသအသိกินတဲ့နေရာဘယ်နေရာဖြစ်မလို့နိဗ္ဗာန်ချမ်းသာပါပဲအေးလေခုဓမ္မကြီးတွေ့နေတဲ့ဟာကဒုက္ခဝေဒနာပျောက်သွားတာလားဒိဋ္ဌိပျောက်သွားတာလားမပျောက်ဘူးပဲအဲ့ဟိုနာအဲ့လိုမေးလဲနာနေထုံနေခြင်းနေစေပဲအဲ့ဒါကိုတပိတော်ကမကွဲထွက်သွားသေးဘူးငါနာတယ်ငါထုံတယ်ပဲဖြစ်ပြီးတော့အဲ့ဒါနားထောင်ဘူးအဲ့ဒါကြောင့်မို့ဓမ္မကြီးဒိဋ္ဌိမပျောက်သေးလို့ဖြစ်တာလေတင်မအဲ့ဒါကြောင့်မို့မိမိကိုပြောချင်တာကနာလာထုံတာကျင်တာကိုဓမ္မကြီးကလိုက်ပဲအသက်ခိုင်းတာမဟုတ်ဘူး เนาะအဲ့တော့ချမ်းသာအောင်ကြင်ခိုင်းတာမဟုတ်ဘူးအမှန်တရားကိုသိခိုင်းတာလေဒီမှာရဒီမှာလောဘကြီးနဲ့ငါပျောက်သွားအောင်လိုက်ကြည့်ရတာမဟုတ်ဘူးငါရှိတာလို့ပဲသိပေးရတာတင်ပါဗျာလောဘကြီးနဲ့ချမ်းသာအောင်လိုက်ကြည့်ရတာမဟုတ်ဘဲနဲ့ငါရှိတာမရှိတာလို့အမှန်ကိုပဲသိပေးရတာเนาะချမ်းသာတာယူလေလိုက်မရှာဘူးတင်ပါတင်ပါဒီတော့သဘောပေါက်ပါရဲ့အတိုင်နဲ့လိုက်မလို့ရဘူးတင်ပါတင်ပါဗျာသူ့ရဲ့ကိုယ်တိုင်နဲ့မေးရတာမေးမေးုံမဲမေးပြုံမဲတခဏပြန်ဖြေလိုက်မယ်ကိုကသွားပြီးတော့လိုချင်တဲ့လောဘနဲ့သွားမရှာနဲ့လीเนาะ အဲ့ဆိုတပည့်တော်ကမရှာနဲ့တင်မတင်မအဲ့ဆိုတပည့်တော်အဲဆက်မှတ်ရမှာအဲ့အဲ့လိုပဲအဲ့တိုင်းပဲဆက်မှတ်ရမှာလားဖြင့်ဦးဇင်းပြောကြတာဖြည်းဖြည်းချင်းပဲ step by step စာရွက်လန်တယ်လို့ပဲမတွေ့ဘူးဆိုရင်နောက်တစ်ရက်ကိုထပ်လန်လေအဲ့တော့မှာဝေဒနာကြီးကိုစိုက်ပြီးတော့ပျောက်အောင်သွားရှုနေတဲ့အတွက်ဓမ္မကြီးကလောဘဖြစ်နေတယ်။ဩတင်မတင်မဝေဒနာပျောက်အောင်ရှုခိုင်းတာလည်းမပါဝေဒနာမအိုးအောင်မနာအောင်မတည်အောင်ဖျားယမ်းတာလည်းလုပ်လို့မရဘူး။ဥစဉ်ကလည်းဝေဒနာတွေပျောက်သွားမယ်လို့မဟုတ်ဘူး။အဲ့လောက်သွားပြီးတော့ညှော်ပြီးတော့ဝေဒနာကိုတတ်တအောင်သွားမရှုနဲ့ ဝိညာဉ်ဆိုင်ပြီးတော့သွားမရှုနဲ့เนาะဓမ္မကြီးကတင်ပါချမ်းသာလာတာလို့မရှာနဲ့เนาะငါကြီးတို့လေဒိဋ္ဌိပြုတ်ရှင်တဲ့ဇောနဲ့ငါကြီးကိုပြောင်းအောင်လိုက်ရှုရတာမဟုတ်ဘူးငါဆိုတာရှိလားလို့ပဲဌာနမှာတစ်ခုချင်းတစ်ခု step by step မေးရင်ရပြီเนาะတင်ပါတင်ပါတပည့်တော်နားလည်လိုက်တာလေအဲ့မျိုးငါအမှပြုတ်သွားပြီဆိုဖယ်လိုက်ပြီးတော့နောက်ထပ်လက်တွေပါတွေထက်ပြီးတော့ကြည့်ရင်ထိုင်းတော့အဲ့ဒီမာတွေမပြုတ်သေးတော့တပည့်တော်အဲ့ဒီမာတွေဘယ်လိုဘယ်လိုဆက်မှတ်ရမလဲလို့အဲ့ဒါလေးသိချင်တာမဟုတ်လေ အဲ့ဒါကိုမတွေ့ရင်စတက်ပိုင်းစတက်နောက်တစ်မျိုးကိုပြောင်းရှာလေတင်ပါတင်ပါဗျာနောက်တစ်မျိုးရှာဦးကအဲ့မှာစာအုပ်ထဲမှာလည်းရှိရပါတော့နော်ဒီတစ်ခုကိုမတွေ့ဘူးဆိုရင်နောက်တစ်ခုကိုပြောင်းရှာဓမ္မကြီးကမေးနေဖို့ပဲလိုတယ်တင်ပါတင်ပါမေးပြီးတော့ရှာနေဖို့ပဲလိုတယ်အဲ့ပေါ်မှာဘာမှမမျော်လဲနဲ့တင်ပါတင်ပါအတိုင်းကိုကျင့်အဲ့လားဓမ္မလောက်ရမယ်လို့ဓမ္မကြီးလောက်ရမယ်လို့မဟုတ်ဘူးဦးကြီးကရှင်းပြမယ်လို့ကဒါပရိယေနေနဲ့ဆရာရဲ့လို့တင်ပါဗျာပြောတဲ့အတိုင်းကိုဓမ္မကြီးကလိုက်ပြီးတော့မေးပြီးတော့ကျင့်ရမှာကမိမိရဲ့လို့ တင်မတင်မအဲ့ပေါ်မှာယာချင်းမယာချင်းကဓမ္မအလုပ်ဖြစ်သွားပြီနော်တင်မတင်မဗျာသဘောပေါက်မှာမှန်ကန်ရင်မိမိအလုပ်တာမှန်ကန်ရင်ဓမ္မတော့သူစောင့်သွားလိုက်မယ်တင်မတင်မဗျာအဲ့တော့ဆရာလည်းမှန်ကန်မယ်မိမိရဲ့တရားကျင့်တဲ့ယောဂီကလည်းမှန်ကန်မယ်ဆိုရင်တဲ့အဲ့ကောင်ကဓမ္မသူ့သဘောသူစောင့်သွားလိုက်မယ်နော်တင်မတင်မဗျာအဲ့ဓမ္မအလုပ်ကိုကိုကလည်းလိုက်ရှုပ်တဲ့ခါကျတော့အဲ့မှာလောဘဖြစ်သွားရောတင်မတင်မဗျာနော်အဲ့တော့ဝိညာဉ်ကိုပြောင်းအောင်သွားမရှိပါနဲ့တင်မသဘောပေါက်ပါဗျာနော်ရပါပြီဒီမှာတင်မဦးတင်မဗျာကျေးဇူးတင်ပါတယ်ဗျာဆက်ရတယ်နော်အာအာတာရုပ်ပေါ်ပေးပါဦး Tarn, tarn,